2004ခုနှစ်လောက်ကဂျန်ကိုရီးယားနိုင်ငံဆိုးမျိုးရဲ့ချိုင်းနာတောင်ဒေတာလေးမှာတရုတ်ကိုရီးယားကာဗျားတွေဟာမင်းမှုစိုးသွမ်းနေကြပါလေ။အဲ့ဒီချိန်ကရဲအဖွဲ့ကနေဖြိုခွင်းခဲ့ကြတဲ့တကယ့်ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားခဲ့တာဖြစ်ပြီးဒီဇက်ကားလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့လူတက်ဖို့အတွက်ဆိုရင်တဇက်ကလေးမှလက်မယုံပဲငွေကိုရှာတဲ့နေရာမှာလဲအလွန်ကြမ်းကြုတ်ရက်ဆက်လာတဲ့တရုတ်ပြည်မာကြီးကနဂနဂိုင်းခေါင်းဆောင်တရုတ်လူမျိုးတယောက်ဟာသူ့ရဲ့နောက်လိုက်နောက်ပါတစုနဲ့ တောင်ကိုရီးယားနိုင်ငံဆိုးမြို့တဲကလောင်ကစားယုံတွေအလွန်ကြီးစိုးနေကြတဲ့နယ်မြေတစ်ခုတည်းကို ရောက်ရှိလာကြပြီးမိုက်ကြီးခွဲကရန်ကားနေခဲ့ကြပါလိမ့်။အဲဒီနယ်မြေရဲ့နယ်ရင်းရဲရာရှိတယောက်ဟာလည်းမိုက်တီမိုက်ကန်ပုံစံနဲ့ပဲတုံ့ပြန်ပြီးတော့ဘယ်လိုရီရင်ဆိုင်တိုက်ခိုက်ကဖန်စီယူလိုက်လဲဆိုတာကိုတော့2018ခုနှစ်မှာထွက်ရှိထားတဲ့ဒီအောင်လို့ဆိုတဲ့ဇက်ကားလေးတဲကလူမိုက်ဇက်ယုံများနဲ့ဇက်ဝင်ကန်းတွေကိုကြိရှုလိုက်ကြအောင်ပါခင်ဗျာ။ တော့ဇလန်လေးကိုမစခင်ပါလေချစ်တော်ပရိသတ်ကြီးတွေအားပေးမှုတွေကိုအများနဲ့ဂါရဝထားတဲ့ကျွန်တော်ကိုယ်တိုင်စူးစမ်းပြီးတော့တင်ဆက်ပေးသွားမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးတော့အားဖြည့်ပေးကြကြပါအောင်ခင်ဗျာဆိုတော့ဆက်ပြောရမယ်ဆိုရင်ဒီစကားလေးရဲ့ပင်မ fighter ကြီးတယောက်ကတော့ဒွန်လီလို့လည်းလူသိများကြတဲ့တောင်ကိုရီးယားနဲ့ American သရုပ်ဆောင်မာရုံဆော့ပဲဖြစ်ပါတယ်မာရုံဆော့ကလက်မောင်းအားလှဲတဲ့နေရာမှာဆရာတဆူဖြစ်လို့သူ့ကိုလက်နက်ဘန်းသမားတယောက်ဖြစ်လဲတင်စားထားကြပါတယ် driver ကံယောင်ဆောင်ကရိုက်ကူးဖန်တီးထားတဲ့ဒီ the outlaw ဆိုတဲ့ဇက်ကားလေးက ဇိုးတွေရဲ့ဇယိုက်နဲ့အနေထားတွေကိုကျွန်တော်တို့ရှုစားကြည့်လိုက်ရအောင်ပါခင်ဗျာဆိုတော့ဒီနေ့မှလည်းကျွန်တော် channel ရဲ့ပင်တိုင်းတင်ဆက်သူဖြစ်တင်ဆက်ပေးသွားမယ်သူကတော့ကျွန်တော်အန်ခင်ဘူးပဲဖြစ်ပါတယ်ခင်ဗျာ1990ခုနှစ်လောက်ခရဲကတရုတ်ကိုရီးယားကာပြားတွေဟာစိုးမျိုးရဲ့ဂါရီဘွန်ရမှာနေထိုင်ကြပြီး China Town ဆိုတဲ့တရုတ်နယ်မြေလေးတစ်ခုလိုဖြစ်လာခဲ့ရပါလိမ့်အဲ့ဒီရဲ့ဒေသမှာလည်းတရုတ်ကိုရီးယားကာပြားဂိုင်းစတာတွေဟာဂိုင်းသစ်တွေများစွာဖွဲ့စည်းခဲ့ကြပါလိမ့် 2004ခုနှစ်ထဲမှာတော့ဂိုင်းကြီးဂိုင်းငယ်အသွေးသွေးတို့ဟာလည်းထပ်ပြီးတော့ပေါ်ထွက်လာခဲ့ကြပါလေ။တရက်မှာတော့အသွာလာလုံးစီကားတဲ့ China Town ဆိုတဲ့ဒေသမှာရှိတဲ့ဂါရီဘွန်ရက်ကွက်လေးတွေကဆိုင်တဆိုင်တွေကနေလူမိုင်းနှစ်ယောက်ရန်ပစ်ကလုံးထွေးပြီးတော့ထွက်လာကြပါလေ။တဆန်ရာကဝင်ပြီးတော့ဖယ်ရှားနေပြီမလဲ။သူတို့ကဂယုမဆိုင်ကြပါဘူး။အဲဒီချိန်မှာလူကောင်ကြီးကြီးနဲ့လူတယောက်ဟာဖုန်းပြောနေရင်းနဲ့အဲဒီဂျားတွေကဖြတ်လာရင်းဖုန်းအောင်ပြောမပြတ်ပဲရန်ပစ်နေတဲ့လူနှစ်ယောက်ကိုအသာရာလေးနဲ့ဖြေရှင်းသွားခဲ့ပါလေ။ ဖုန်းထဲကလူကလည်းအတန်တွေကြားရလို့ဘာဖြစ်တာလဲလို့မေးလိုက်တော့ကလေးတွေရံဖြစ်နေတာပါလို့ပဲသူ့အတွက်တော့အမြဲတမ်းရိုးနေတဲ့ပုံစံနဲ့ပြန်ပြီးတော့ဖြေးလိုက်တာပါအဲ့ဒီလူကောင်ကြီးကြီးနဲ့သူကတော့ကန်ချူဝမ်မှုကင်းတပ်ဖွဲ့ကနေရင်းရဲရာရှိစုထူးပဲဖြစ်ပါလေသူကတော့လူမိုက်တွေကြားထဲမှာအသွင်ယူပြီးတော့နေတဲ့ရဲစုံတောက်တယောက်ပဲဖြစ်ပါလေအခုလဲစုထူးဟာအဲ့ဒီနားကလောင်းကစားရုံတစ်ခုမှလူတယောက်ဓာတ်ထိုးခံရလို့လာကြည့်တာပဲဖြစ်ပါလေအဲ့ဒီကိုရောက်တော့ဓာတ်ထိုးခံတဲ့လူကိုစုထူးကတေချာကြည့်ပြီး ရင်မမဆေးမင်းကြောင့်ထိုးထားတာကိုတွေးလို့မွေစိတ်ခိုင်းကလူပါလို့ပြောပါလေလက်ရှိအရင်နဲ့တဝိုက်မှာတော့စောင့်သေးဆိုတဲ့လူကောင်းဆောင်ထားတဲ့မွေစိတ်ခိုင်းတစ်ခုကကြီးစိုးနေတဲ့ချိန်ဖြစ်ပါလေအရာနဲ့စုထူးကမွေစိတ်ခိုင်းချုပ်ဖြစ်တဲ့စောင့်သေးတို့နေရာကိုတွားကာတို့လူတယောက်ဓာတ်ထိုးခံရတာကိုပြောပြီးဘသူလက်ချက်လဲဆိုတာကိုမေးကြည့်လိုက်တော့ဤစုခိုင်းကဟူလန်ဆိုတာကိုသိခဲ့ရပါလေအဲ့ဒါနဲ့သူတို့ကြက်စားတဲ့လောင်းစားယုံကိုတွားရှာပြီးပွဲကြံခဲ့ရပါတော့လေ တရားခံဖြစ်သူဟူလန်ကထွက်ပြေးနေလို့အမိလိုက်ဖမ်းပြီးတော့သူ့ရဲ့အာတန်လှတဲ့လက်ဝါးစာတစ်ချက်ကျွေးလိုက်လို့ဟူလန်ခမရမာလည်းအသက်မထွက်ရုံတမယ်ပဲတတိလစ်သွားခဲ့ပါတော့လေရက်ခွဲရဲ့လမ်းကြားတနေရာမှာအနဲ့အောင်မော်တယ်မြစ်ကားတစ်စီးပေါ်ကနေဆင်းလာတဲ့သူကတော့တရုတ်ပြည်မှာကြီးကနေတောင်ကိုရီးယားထဲခိုးဝင်လာတဲ့နဂနဂိုင်းကောင်းဆောင်ဂျန်ချမ်းပဲဖြစ်ပါလေသူကတော့တရုတ်မှောင်ခိုးတထေးကြီးတွေရဲ့ကြီးစားလူတပ်သမားတယောက်ဖြစ်နေအလုံလုံနေတဲ့လူတယောက်ပဲဖြစ်တာပါ အခုလည်းအကျွေးရစရာရှိထားတဲ့ဂျီဆုဆိုတဲ့သူကိုကားနောက်ဖုံးနဲ့ထည့်ပြီးတော့ခေါ်လာကြပါလေဂျီဆုကလောင်းစားတွေလုပ်ပြီးတော့အကျွေးဒေါ်လာ3000မဆက်နိုင်လို့ခေါ်လာပြီးသူ့လက်တွေကိုပေါင်တူကြီးနဲ့ထုပြီးတော့နှိပ်ဆက်နေပါတော့တယ်ရဲဌာနမှာတော့စူတူးကသူဖမ်းခေါ်ခဲ့တဲ့ဓာတ်ထုတ်မှုရဲ့တရားခံဟူလန်ကိုစစ်ဆေးမေးမြန်းနေပါလေပြီးတော့စူတူးကသူ့တပည့်ဗျောင်စစ်နဲ့တူအီဇူခိုင်းကောင်းဆောင်ဂျန်အီဇူရဲ့လောင်းကစားယုံကိုတွားပြီး ူကိုဆွဲခေါ်လာကမွေးစိတ်ခိုင်းကောင်းဆောင်စောင့်သေးစီကိုခေါ်လာခဲ့ပါလေ။ပြီးတော့သူတို့ခေါင်းဆောင်နှစ်ယောက်ကိုတင်းမြတ်အောင်နေခိုင်းပြီးနှစ်ယောက်တွဲဓာတ်ပုံကိုရိုက်ပေးကတယောက်တပုံစီပေးလိုက်ပါလေ။ပြီးတော့တယောက်နဲ့တယောက်ရံဖြစ်ချင်လာရင်အဲ့ဒီဓာတ်ပုံလေးကိုထုတ်ကြည့်ပြီးခြေအေးလိုက်ကြလို့ညှိနှိုင်းပေးပြီးတော့ပြန်ထွက်လာခဲ့ပါတော့လေ။မွေးစိတ်ခိုင်းကောင်းဆောင်စောင့်သေးဟာအကျွေးရစရာရှိလို့သူတပည့်ကိုဖမ်းထားတဲ့ဂျန်ချန်းစီကိုရောက်လာပါလေ။ အဲ့ဒီမှာဂျန်ချန်းကိုမလေးမစားဆက်ဆံလို့ဆိုပြီးဂျန်ချန်းဟာစောင်းထေးကိုတတ်ပစ်လိုက်ပြီးအပိုင်ပိုင်ခုတ်ထားလိုက်ပါတော့လေဒီအမဆူရူဟာသူ့ရဲ့လုံးဖော်ကင်ဘတ်မိတ်ဆွေဖြစ်တဲ့တထေးကြီးမစ္စတာဝမ်ဆိုသူကအလုတ်ကိစားဆိုပြီးတော့ချိန်လိုက်လို့မစ္စတာဝမ်ပိုင်နဲ့ KTV ဆိုင်ဆိုင်ကိုရောက်လာပါလေအဲ့ဒီမှာသူ့မိတ်ဆွေနဲ့ KTV ကကောင်မလေးတွေကအရက်ကိုအတင်းတိုက်လိုက်လို့မတောက်ဘူးညင်းနေတဲ့ဂျားတွေကမူဘီမှောက်သွားတဲ့အထိဖြစ်သွားခဲ့ရပါလေ ဲ့ဒီညမှာပဲဂျန်ချန်းဟာသူ့ရဲ့နောက်လိုက်နှစ်ယောက်နဲ့ဆိုင်ကိုရောက်လာပြီးတောက်စားကြပါလေ။ဆိုင်မှာပြဿနာဖြစ်ပြီးတော့ရဲတွေရောက်လာလို့ကောင်မလေးတယောက်ကအတင်းလာနှို့မှစူဒူးဟာအမှုမပြေသေးတဲ့ပုံစံနဲ့ထလာပြီးအခန်းတကားကနေချောင်းကြည့်လိုက်တော့ရဲတွေရောက်နေတာကိုတွေ့လို့တိတ်တိတ်လေးခိုးထွက်သွားခဲ့ပါလေ။ဖြစ်စင်တော့သူတပည့်တယောက်နဲ့ထိတ်တိုက်တွေ့လို့သူကလည်းအခင်းဖြစ်တာကိုလာကြည့်ဖို့ရောက်နေသလိုနဲ့ပဲဆက်ပြီးတော့ဟန်ဆောင်နေလိုက်တော့တာပါ။မူကင်းဖြစ်တဲ့အခန်းကိုတွားကြည့်ပြီးမေးကြည့်လိုက်တော့ တေဥကဗျာ၃ဟောက်ကမန်နေဂျာနဲ့ပြဿနာတက်ပြီးအဲ့ဒီမန်နေဂျာရဲ့လက်ကိုပစိန်နဲ့ဖြတ်သွားတယ်လို့သိရပါတယ်။ကောင်မလေးတယောက်ကိုခေါ်ပြီးတော့မေးကြည့်တော့သူတို့ဟာအခန်းထဲကိုခေါ်ထားတဲ့မိန်းကလေးတွေကိုရိုက်နှက်ပြီးမတရားကျင့်ကြလို့မန်နေဂျာကဝင်ပြီးတော့ဖြေရှင်းရင်းနဲ့ပြဿနာတက်သွားတယ်လို့ပြောပါတယ်။နောက်ရမှာဂျန်ချန်းကသူတက်ခဲ့တဲ့မွေးစိတ်ခိုင်းကောင်းဆောင်စောင်ထေးရဲ့လူရင်းဖြစ်ခဲ့တဲ့နောက်လိုက်တယောက်ရဲ့စားတောက်ဆိုင်ကိုသွားပြီးအကျွေးတောင်းရင်းနဲ့တပည့်ဖြစ်နေနေပေးဖို့အတွက်ပါစီယုံခဲ့လိုက်ပါတယ်။ ရဲဌာနမှာလည်းမစ္စတာဝမ်ရဲ့ KTV ဂန်းထဲမှာဖြစ်သွားတဲ့တရားခံကိုစုံစမ်းမှုအတွက်လက်ဝေးရတော့မကြံခဲ့လို့တရုတ်လူမျိုးတွေဆိုတာကိုပဲသိရပြီး CCTV မှတ်တမ်းကနေကြည့်တော့လေပုံရိပ်တွေကမထင်မရှားနဲ့မြင်ရတာကြောင့်တဲလွန်စွာပျောက်နေကြပါလိမ့်အဲ့ဒါနဲ့စူထူးကလည်းအပြင်ထွက်ပြီးတော့သူစုံစမ်းခိုင်းထားတဲ့ကောင်လေးတွေကိုတွားမေးကြည့်တော့ခြံဝန်းဆိုတဲ့နေဘက်ကလိုပဲသိလိုက်ရပါလိမ့်အဲ့ဒီချိန်မှာမွေးစိတ်ခိုင်းခေါင်းဆောင်စောင့်သေးအသက်ခံရတယ်ဆိုတာသတင်းပို့တဲ့ဖုန်းဝင်လာလို့ အခင်းပစ်ထားတဲ့နေရာကိုသွားကြည့်လိုက်တော့အပိုင်းပိုင်းခုတ်ခံထားရပြီးပစ်ထားတာကိုတွေ့ခဲ့ကြရတာပါဂျန်ချန်ရဲ့တပည့်တွေကလည်းဂျိုင်စုရဲ့လောင်းစားရုံတစ်ခုကိုပြဿနာဝင်ရှာပြီးတော့အပိုင်းစီးလိုက်ကြပါလိမ့်ပြီးတော့လည်းအဲ့ဒီနေမြေတဝိုက်ကဆိုင်တွေကိုလမ်းဘေးဆိုင်လေးတွေပါမကျန်စက်ကြီးလိုက်ကောက်တော့တာပါဝီစိတ်ခိုင်းကျုပ်ရဲ့တပည့်ကလည်းသူ့ဆရာမရှိတဲ့နောက်ပိုင်းဂျန်ချန်နဲ့ပူးပေါင်းနေပါတော့တယ်သူ့ကိုရမှာတော့မိမဖြစ်သူကိုဂျန်ချန်ကမတရားကြည့်ပြီးဖျက်ဆီးလိုက်ပါသေးတယ် အဲ့ဒါကိုသူကလည်းတိတိကျိနဲ့ခံရပါလေသူစိတ်ထဲမှာတော့ညှိုးနေမယ်ဆိုတာအသေးချပါပဲအခွင့်အရေးမရသေးလို့ငြိမ်ခံနေတာလည်းဖြစ်နိုင်ပါလေစူတူကသူတပည့်ကောင်လေးတွေကိုမကြာခဏအစားအသောက်တွေဝယ်ကျွေးပါလေအခုလဲစားသောက်ဆိုင်တစ်ခုမှလိုက်ကျွေးနေတော့ဂျန်ချန်းတို့ရောက်လာတာနဲ့လာကြုံနေပါလေအဲ့ဒါနဲ့သူတပည့်ကောင်လေးတွေကိုမတိမတာစောင့်ကြည့်ခိုင်းတာပါလေဂျန်ချန်းကလည်းအဲ့ဒါကိုရိမ့်မိသွားလို့အိမ်သာဘက်ကိုသွားကြင်အောင် ဆောင်းလိုက်ပါလေ ဇူဒူဟာသူတပည့်ဟန်စုကိုနောက်ရောက်ခံပြီးတော့လိုက်သွားခိုင်းပါလေပြီးတော့လဲဆိုင်းရှင်ကောင်လေးကို အထဲဝင်နေဖို့ပြောလိုက်ပါလေသူတပည့်တွေကိုလဲဆိုင်းပေါ့ဝါတွေကနေပိတ်ဆောင်ထားဖို့အတွက်ပြောလိုက်တာပါဂျန်ချန်နောက်ကိုလိုက်သွားတဲ့ဟန်စုဟာခဏတည်းတော့မျက်နှာပေါ်မှာရင်နွေးဘူးတွေအပတ်ခံရပြီးပြန်ထွက်လာပါတော့လေဟန်စုကလည်းကြောက်တတ်တဲ့သူဆိုတော့မျက်နှာကိုအပူလောင်သွားလို့အရန်ကြောက်ပြီးတော့အော်နေတော့တာပေါ့ဇူဒူကလည်းအမြန်ဆုံးလူနာတင်ကားကိုခေါ်ခိုင်းလိုက်ပါလေ။ ဂျန်ချန်ရဲ့တပည့်တွေကလည်းသူတို့ဆရာကိုကာကွယ်ပေးပြီးအ мян ထွက်ပြေးခိုင်းလိုက်တာပါစူထူးနဲ့သူတပည့်ဗျောင်စစ်တို့ကလည်းအချိန်မီပြေးလိုက်ကြပြီမဲ့မျက်ခြေပြတ်သွားခဲ့ပါတော့တယ်စူထူးရဲ့ပါတနာဖြစ်တဲ့မစ္စတာဝမ်ကလည်းသူ့ရဲ့ကြေးစားတပည့်ဖြစ်တဲ့လူတန်ကြီးတယောက်ကိုဂျန်ချန်အပိုင်စီးရတဲ့ဆိုင်တဲကိုတွားခိုင်းပြီးသူ့ကိုဖမ်းလာခိုင်းလိုက်ပါတယ်ပြီးတော့ရေထဲနှိပ်ပြီးတော့နှိပ်ဆက်ကဂျန်ချန်တို့ရှိတဲ့နေရာကိုစစ်မေးနေပါတော့တယ် သူကလည်းသူ့ဆရာကိုတတ်ထားလို့ဂျန်ချန်းစီမှာဟန်ဆောင်တပည့်ဖြစ်နေနေပြနေတာဖြစ်တဲ့အတွက်အချိန်နေပေးရင်သူကိုယ်တိုင်တတ်ပြစ်မယ်လို့ပြောလို့ပြန်လွတ်ပေးလိုက်ပါတော့တယ်။ဇူဒူးနဲ့သူတပည့်နှစ်ယောက်ဟာမျက်နှာအပူလောင်သွားတဲ့သူတပည့်ဟန်ဆူးကိုရဲစေးအုံမှာတင်ထားလို့တွားကြည့်ကြပြီးအတုံးစိတ်ငွေတချို့ကိုတွားပြီးပေးပါတယ်။ဇူဒူးကလည်းအရင်တည်းကအပေးကန်းကတော့အတော်လေးကိုရက်ရောတဲ့သူလည်းဖြစ်တာပါ။ပေးတင်ပေးလိုက်တဲ့လူမှန်သမျှကိုနှမျောတွန့်တိုခြင်းမရှိဘဲပေးတတ်တာကလည်းသူ့ရဲ့အကျင့်ကောင်းတစ်ခုပါပဲ ဟန်စုကလည်းသူကကြောက်တတ်တဲ့အတွက်ရဲစုံနောက်ဖွဲ့ကနေတရားရေးဘက်ကိုပြောင်းပြီးလက်နှိပ်ဆက်ဆေးလေးဖြစ်နေပဲနေတော့မယ်လို့ပြောတော့သူဆရာစုထုကလည်းနားလေပေးလိုက်ပါလေပြီးတော့သူတပည့်ကိုကောင်းကောင်းနားယူလိုက်ပါအောင်လို့နှုတ်ဆက်ပြီးတော့ပြန်လာခဲ့ပါလေစုထုကလည်းစိတ်နှင်းနဲ့ရှုပ်ထွေးနေလို့ထင်ပါလေဟန်စုမျက်နှာအပူလောင်ခဲ့တဲ့သူတို့စားတောင်းနေကြဝါဝုံးဆိုတဲ့ကောင်လေးရဲ့စိုက်မှာတယောက်တည်းလာပြီးတော့အရက်တောင်းနေခဲ့တာပါဝါဝုံးကလည်းစုထုကိုအရင်ထဲကလည်းအားကြအထင်ကြီးနေတာဆိုတော့သူဆိုင်မှာတိုက်ခိုက်ကြတော့ကထိခိုက်မိသေးလားဆိုပြီး ဇူဒူးရဲ့တရောင်စစ်ကဒံယာကိုတွေ့လို့အတိမဲစီးလိမ့်ပေးနေခဲ့ပါလေဇူဒူးကလည်းကောင်လေးရဲ့အမေအကြောင်းကိုမေးကြည့်လိုက်တော့သူ့အမေကနောက်အိမ်တော်နဲ့လို့ပြောပါလေတရီမရဘူးလားဆိုတော့သူ့ဘွားနဲ့သူပါပဲဆိုပြီးအသက်ရွယ်နဲ့မလိုက်အောင်ရုံးကန်နေခဲ့ရမှန်းကိုကောင်လေးရဲ့ရင့်ကျက်နေတဲ့စကားတွေကတက်တည်ပြလို့နေပါလေဇူဒူးကလည်းသူ့အသက်ကိုမေးကြည့်တော့15နှစ်ပြည့်ပြီလို့ပြောပါလေ တကယ်မှာတော့ဂျန်ချန်းတို့အပိုင်စီးထားတဲ့ဂျန်အီစုတို့ရဲ့လောင်းကစားယုံကိုဂျန်ချန်းမရှိတဲ့ချိန်မှာအီစုကပဲသူ့လူတွေနဲ့ဝင်ပြီးတော့ပွဲချမ်းသွားခဲ့ပါလေပြီးတော့ဂျန်ချန်းရဲ့နောက်လိုက်နှစ်ယောက်ကိုဝိုင်းပြီးတော့စုံကြီးလောင်းကြပါတော့လေအဲ့ဒီချိန်စူတူးနဲ့သူ့လူနှစ်ယောက်ကလည်းရောက်လာပြီးအီစုတို့ကိုတွားခိုင်းလိုက်ပါလေပြီးတော့သူကိုယ်တိုင်ဝင်ပြီးတော့ပြင်ညာပေးပါတော့လေဆောင်ရဲဆိုတဲ့ဂရုံးနဲ့တယောက်ကိုတော့ဖမ်းမိထားပြီမိတ်နောက်တယောက်ကတော့ထွက်ပြေးပြီးလွတ်သွားခဲ့တာပါ ဖမ်းမိထားတဲ့ဂျန်ချန်းရဲ့တပည့်ဆောင်ရက်ကိုရဲစခန်းမှာစူဒူးနဲ့တပည့်တွေကသူ့ရဲ့ဆရာဘမလဲဆိုတာကိုစစ်ဆေးနေကြပါလိမ့်။သူလူတွေရှိတဲ့နေရာကိုပြောပြရင်သူ့ကိုလည်းတရုတ်ပြည်ကိုပြန်ပို့ပေးမယ်လို့ပြောလိုက်ပြီးချော့မော့ကမေးနေကြတာပါ။သူကမဖြေပဲကိုရှာကို ကိုက်ဖြတ်ပြစ်မယ်လို့လှုပ်တော့ဝိုင်းမီပါဇက်ကိုဖျဲထားကြပါသေးတယ်။ထွက်ပြေးမလို့လည်းလုံနေလို့စူဒူးကသူ့ကိုလျှက်စီကျင်ဆက်နဲ့တို့လိုက်မှပဲလဲကြပြီးငြိမ်သွားပါတော့တယ်။တရမဂျိုင်းစုဟာသူ့ရဲ့အမေအတွက်ဂုံပြူပွဲလေးလုပ်ပေးနေတော့ ချန်ချဲရဲ့တပည့်တယောက်ကလူတွေကြားထဲကဝင်လာပြီးမိသားစေးဘူးနဲ့လိုက်ဖျန်းနေလို့အကုန်လုံးလဲကြောက်လန့်ပြီးပြေးကုန်ကြတဲ့အချိန်မှာမိကုံငွေတွေကြားထဲမှာပဲချန်ချဲလဲရောက်လာပြီးဤစုကိုတတ်သွားပါတော့တယ်။ရဲဌာနမှာလဲခေါင်းဆောင်ဖြစ်သူဂျီဝမ်ကသူတပည့်တွေကိုဖိအားပေးပြီးစူပူနေလို့စူရုကအပြင်ခေါ်ထုတ်သွားပြီးကောင်လေးတွေကိုမစူဖို့အတွက်ပြောပါလေ။ကောင်လေးတွေကလည်းရေးသားမခုပဲအလုံးလုံးနေကြတာပါဆိုတာကိုရှင်းပြပေးနေခဲ့ပါလေ။ အဲဒီချိန်မှာပဲရဲမှူးကြီးကလမ်းခေါ်နေတယ်ဆိုလို့သူတို့နှစ်ယောက်ကလည်းတွားပြီးတော့တွေ့ရပါတော့တယ်။ရဲမှူးစီရောက်တော့လူတပ်မှုကင်းဌာနကခေါင်းဆောင်ကန်ဆိုသူနဲ့အရင်မိတ်ဆက်ပေးပါတယ်။ဒီမှာကော်မရှင်နာမင်းကြီးကသူ့ကိုဖိအားပေးနေပြီဖြစ်လို့အခုရပိုင်းမှာဇက်တိုက်ဖြစ်နေတဲ့လူတပ်မှုကိုမကင်နိုင်တော့ရင်လေလူတပ်မှုကင်းဌာနရဲ့ခေါင်းဆောင်ကန်ကိုအဲ့လိုက်တော့မယ်လို့ဆိုပါတယ်။အဲဒီမှာနေရင်းစုံတော့စူရူးနဲ့ခေါင်းဆောင်ဂျီဝန်းတို့ကလည်းပြပြတလဲနဲ့နဂနဂိုင်းရဲ့လူ25ယောက်လောက်တော့ဖမ်းထားပြီးပြီလို့ညာပြီး ဒီအမှုကိုသူတို့ပဲပြီးထီတာဝန်ယူသွားမှာပါလို့ပြောကာရဲမှူးကြီးကိုလည်းသတင်းစာခေါင်းစီးပိုင်းကနေပါလာပါလိမ့်မယ်ဆိုပြီးမြှောက်ပင့်ပြောဆိုလိုက်မှရဲမှူးကြီးကလည်းအချိန်ဆက်ရဲအတွင်းမှာဒီအမှုကိုအပီးလိုချင်တယ်လို့ပြောပြီးထွက်သွားခဲ့ပါတော့တယ်။ခေါင်းဆောင်ဂျီဝမ်နဲ့စူတူတို့ကလည်းရဲမှူးကြီးနဲ့အစဉ်ပြေအောင်သားနှစ်ယောက်သားလိန်ညာလိုက်ရပေမယ့်ဂျန်ချန်ရဲ့လူ25ယောက်ပြည့်အောင်ဘလို့ဖမ်းရမလဲဆိုတာကိုခေါင်းဆားနေကြပါလိမ့်။လူသက်ဂျေစာဂျန်ချန်ကိုလည်းနေကန်တထေးကြီးဖြစ်တဲ့မစ္စတာဂွတ်ဆိုသူကခေါ်ပြီး စူရူရဲ့ပါတနာဖြစ်တဲ့တတိယဝံကိုတတ်ပေးဖို့စားတော့ဆိုင်မှာဈေးနှုန်းညှိနှိုင်းနေကြပါလေသူတို့ကဒေါ်လာ5သိန်းပေးမယ်ဆိုပေမဲ့ဂျန်ချန်းကလည်းဒေါ်လာတသန်းလိုချင်တယ်လို့တောင်းဆိုလိုက်တော့သူတို့ကမပေးနိုင်ဘူးလို့ပြောလို့ဂျန်ချန်းကလည်းထပြီးပွဲကျန်လိုက်တော့မှဈေးတက်သွားခဲ့ပါတော့လေဂျန်ချန်းနဲ့သူလိုက်လာတဲ့မွေးစိတ်ဂိုင်းချုပ်ရဲ့တပည့်ဟောင်းကကားပေါ်မှာပဲနေခဲ့ပြီးဂျန်ချန်းကအဲ့ဒီဆိုင်မှာရှိနေတာကိုမစ္စတာဝမ်စီကိုသတင်းပို့လိုက်ပါလေအဲ့ဒါနဲ့မစ္စတာဝမ်ရဲ့ကြီးစားဖြစ်တဲ့လူတန်ကြီးဟာဂျန်ချန်းရှိနေတဲ့နေရာကိုလိုက်လာပါတော့လေ အဲ့ဒါကိုဂျန်ချန်တပည့်ရန်သေးကမြင်ပြီးတော့သူ့ဆရာကိုပြေးဖို့အတွက်ပြောလိုက်ပါလေအဲ့ဒီမှာခနာတိုက်ခိုက်ကြပြီးဂျန်ချန်နဲ့ဆရာတပည့်နှစ်ယောက်လည်းပရင်းပေါက်ကနေခုံချကာသူတို့ကားပေါ်အမြန်တက်ပြီးတော့ပြေးပါတော့လေရန်သေးကတော့ဘိုက်မှာဓာတ်တရားနည်းနည်းထီသွားခဲ့တာပါကားပေါ်မှာနေခဲ့တဲ့မွေစိတ်ခိုင်းချုပ်တပည့်ကလည်းအသေးအံကားမောင်းနေရတဲ့ဂျန်ချန်ရဲ့ဘေးမှာထိုင်လိုက်လာရင်းနဲ့အခွင့်အရေးရပြီဆိုပြီးဂျန်ချန်ကိုဓာတ်နဲ့ထိုးရမှာဂျန်ချန်ကသူ့ထက်လက်တွတ်သွားခဲ့ပါလေ အညိုလေးနဲ့ကိုတိုင်တတ်ဖို့အတွက်ဂျန်ချန်ရဲ့တပည့်ဖြစ်ဟန်ဆောင်လာခဲ့ပြီးမှအခွင့်ရပေမဲ့မအောင်မြင်လိုက်ပါဘူးဇူဒူကသူ့ရဲ့ပါတနာဖြစ်တဲ့မစ္စတာဝမ်အခြေအနေကမလုံခြုံတော့တဲ့အတွက်ကြီးကအင်ကြီးတစ်ထည်ယူလာပေးတဲ့ချိန်မစ္စတာဝမ်ကြီးစားလူတန်ကြီးဆိုသူနဲ့တွေ့တော့ဇူဒူကိုဆရာကြီးလာလောက်ပြနေလို့ဇူဒူကလည်းသူ့ရဲ့မဟာလက်သီးနဲ့မိတ်ဆက်ပေးလိုက်တဲ့အခါမှာလူတန်ကြီးဆိုသူကလည်းတစ်ချက်ထဲနေတဲ့အိပ်ပျော်သွားခဲ့ပါတော့လေပြီးတော့ဇူဒူကမစ္စတာဝမ်နဲ့တွေ့ပြီးကြီးကအင်ကြီးကိုပေးရင်နဲ့အမှုထဲဝင်မပါဖို့သတိပေးပြီးပြန်ထွက်လာပါလေ။ ချန်ချန်ကသူတက်လိုက်တဲ့မွေစိတ်ခိုင်းဆုံးတပည့်ရဲ့ဆိုင်ကိုပဲပြန်လာပြီးသူတပည့်ဘိုက်ကဒံဟာကိုဆရာတယောက်ခေါ်ကစိတ်ထည့်ပေးလိုက်ပါလေပြီးတော့သူတက်လိုက်တဲ့သူရဲ့မိမကိုလည်းနှိပ်ဆက်ပြီးတော့ဘာရီတီထားသေးလဲဆိုပြီးမေးနေတာပါသူမကလည်းမစ္စတာဝမ်ရဲ့လူတွေကဆိုင်ကိုလာသွားတယ်ဆိုတာလောက်ပဲသိပါတယ်လို့ပြောလိုက်ပါလေဒီမှာတော့စူရူကသူတို့စားနေကြဝအောင်ဆိုတဲ့ကောင်လေးရဲ့စားတောက်ဆိုင်မှာအစည်းအဝေးလုပ်ဖို့အဲ့ဒီနယ်မြေကဆိုင်ရှင်တချို့ကိုခေါ်ပြီးတော့လူစုထားလိုက်ပါလေ။ ပြီးတော့စူရူဟာအခုတောင်းကျမ်းနေကြတဲ့နဂနက်ဂိုင်းသားတွေကိုဖမ်းပြီးဖို့အတွက်သူနဲ့အတူပူးပေါင်းပြီးတော့ဆောင်ရွက်ပေးဖို့အတွက်ညှိနှိုင်းပါလေအဲ့ဒါကိုဘယ်သူမှဝေမပါရဲတဲ့အတွက်ကြောင့်ထားပြန်ကြမယ်လို့မှဝအောင်ဆိုတဲ့ကောင်လေးကပဲအားလုံးကိုမကြောက်ဘဲပါဝင်ပူးပေါင်းကသတင်းပေးကြဖို့ပြောလိုက်ပါလေပြီးတော့နဂနက်ဂိုင်းကအခုလိုနိုင်ကျင့်နေတာကိုငြိမ်ခံနေကြတော့မှလာဆိုပြီးဝင်ဖြောင်းပြမှာပဲအားလုံးကလည်းသဘောတူလိုက်ကြတာပါ နောက်ရမှာတော့နဂနက်အဖွဲ့ကလူရန်ကားတွေဟာဆိုင်တွေမှာစက်ကြီးလိုက်ကောက်ပြီးတောင်းညံနေတာကိုဝိုင်းဝန်းပြီးတော့ဓာတ်ပုံတွေခိုးရိုက်ထားကြပါလေ။အဲ့ဒါကလည်းသူတို့ရဲ့မျက်နာတွေကိုသိရဖို့အတွက်ကောင်းသောအကူအညီတစ်ခုပဲဖြစ်ပါလေ။ကြံချမ်းလူတွေကလည်းတရက်နဲ့တရက်တောင်းညံမှုတွေကများလာခဲ့တာပါ။စုတို့ရဲ့တပည့်ဟန်စုကလည်းတရုတ်ရဲတွေရောက်လာတော့မှဖြစ်လို့လူသတ်မှုကင်းဌာနစီအခုဖြစ်နေတဲ့အမှုကိုအပ်လိုက်တော့မယ်ဆိုတာကိုကော်မရှင်နာမင်းကြီးကိုရိုင်းကအမိန့်ချထားတယ်ဆိုပြီးသတင်းရလာက သူ့ဆရာစုတို့ကိုလာပြီးပြောပြနေပါလေ။ အဲဒီမှာစူရူတို့ကလည်းသူလူတွေနဲ့ဇလန်းဖန်တီးပြီးတော့သူတို့ဖမ်းမိထားတဲ့ဂျန်ချမ်းရဲ့တပည့်ဆောင်ရက်ကိုလွှတ်ပေးလိုက်ပါလေသူလူကိုဘက်သားပုံစံမျိုးအကွက်ခင်းကစူရူကတရုတ်စကားကျွမ်းကျင်တဲ့သူလူနှစ်ယောက်ကိုတရုတ်ရဲဖြစ်ဟန်ဆောင်ခိုင်းပြီးတော့ဘိမ်းမြူဖျန်းဖို့အတွက်ဂျန်ချမ်းနဲ့ညှိနှိုင်းတဲ့ပုံစံကိုဇလန်းထွင်လိုက်ပါလေအရမ်းပါလေဂျန်ချမ်းဟာထွက်လာမှာဖြစ်ပါလေတရုတ်ဆောင်မှုပြီးသွားတဲ့အခါမှာတရုတ်ရဲနှစ်ယောက်ကိုလည်းစူဒူးကစူးချတဲ့အနေနဲ့မုတ်ဘိုးပေးလိုက်ပါလေ။ ဆောင်ရသူ့ဆရာဂျန်ချန်းနဲ့ပြန်တွေ့တော့သူ့ကိုတရုတ်ရဲတွေရဲ့လက်ထဲကိုအပ်လိုက်တဲ့အချိန်မှာတရုတ်ရဲတွေကသူနဲ့ဘိန်းဖြူဖြန့်ဝေဖို့ညှိနှိုင်းပြီးအစင်ပြေလို့စက်သွေးရမယ့်ဖုန်းနံပါတ်ပေးပြီးတော့ပြန်လွှတ်လိုက်တယ်ဆိုတာကိုပြန်ပြောပြလိုက်ပါလေဂျန်ချန်းကတော့တေချာစဉ်းစားပြီးမှမယုံချင်းယုံချင်နဲ့လက်ခံလိုက်တာပါစူတူကလည်းဒီတခါတော့ဂျန်ချန်းကိုအမိဖမ်းဖို့အတွက်ဌာနမှာလူဝင်ရတွေစုပြီးအစီအစဉ်တွေညှို့ကြကအလုံရှုံနေပါတော့လေအဲ့ဒီချိန်မှာပဲဂျန်ချန်းတို့ဘက်ကစက်သွေးလာလို့ဒယ်ရင်းဘူတာအောင်နာက ချူရန်ဘားမှာဒီည9နာရီစုံမို့အတွက်ချိန်ဆိုလိုက်ပါတော့အရင်ကမှပဲချူရန်ဘားကိုဇူဒူးနဲ့တပည့်ရီယာကားသုံးစီးနဲ့ကြိုပြီးတော့ရောက်နေခဲ့ကြတော့တာပါရာဆိုသားဂျန်ချန်းကိုဖမ်းမယ်ဆိုတာကိုစိုင်းကိုလည်းကြိုတင်အတီပေးထားပြီးအန်ဒီရဲ့မဖြစ်သင့်တာတွေမဖြစ်ရအောင်လို့လူတွေကိုကြိုပြီးတော့ရှောင်ရှားခိုင်းနှာကြပါလိဂျန်ချန်းကလည်းသူ့ရဲ့လူတွေနဲ့ထွက်လာခဲ့ကြပါလိဒါမဲ့ချိန်ထားတဲ့တရုတ်ရဲတွေနဲ့တွေ့ဖို့ကတော့သူတပည့်ဆောင်ရက်နဲ့လူတချို့ကိုပဲတွားခိုင်းလိုက်ပြီး သူကတော့မစ္စတာဝမ်ကိုတပ်ပေးဖို့အလုပ်လက်ခံထားတဲ့အတွက်မစ္စတာဝမ်ရှိပဲနေရာကိုပဲတွားခဲ့ပါတော့တယ်။ချိန်ထားတဲ့နေရာကိုဂျန်ချန်းရဲ့တပည့်ဖြစ်တဲ့ဆောင်ရက်တို့အဖွဲ့ကရောက်လာတော့ဇူဒူးနဲ့သူ့လူတွေကလည်းအပြင်ကနေပိတ်ပြီးတော့ဖမ်းလိုက်ကြပါတော့တယ်။အဲဒီမှာဇူဒူးကဂျန်ချန်းကိုမတွေ့လို့လိုက်ရှာနေပါလိမ့်။ဂျန်ချန်းကတော့မစ္စတာဝမ်ရဲ့ဘားမှာပွဲသွားကြံ့နေပြီဖြစ်ပါလိမ့်။မစ္စတာဝမ်ကထွက်ပြေးတော့ဂျန်ချန်းကလည်းပြေးလိုက်ရင် တနေရာမှာမိသွားလို့နပန်းလုံးနေကြတာကိုရဲတွေကတွေ့သွားပါလေအဲ့ဒါနဲ့ပဲဂျန်ချန်းကလည်းမစ္စတာဝမ်ကိုမတတ်ဖြစ်လိုက်ပါဘူးဂျန်ချန်းထွက်ပြေးသွားတဲ့ချိန်မှာဇူဒူရဲ့တပည့်ဟန်စုကတွေ့သွားလို့နောက်ရောင်ခံပြီးတော့လိုက်ချောင်းပါတော့လေဇူဒူကလည်းဂျန်ချန်းကိုမတွေ့လို့သူတပည့်ဖြစ်တဲ့ဆောင်ရက်နဲ့အဖွဲ့ကိုပဲအကုန်ဖမ်းခေါ်သွားခဲ့တော့တာပါဟန်စုကဂျန်ချန်းနေတဲ့နေရာကိုတီသွားပြီးသူ့ဆရာဇူဒူစီကိုဖုန်းဆက်အကြောင်းကြားလိုက်ပါလေဂျန်ချန်းတို့ကလည်းချိန်နေမဟန်မန်းသိလို့ငွေတွေကိုယူပြီး သူတပည့်ကျော်ရန်ထင်းနဲ့နှစ်ယောက်သားကားနဲ့ထွက်ပြေးတော့မှဖြစ်တဲ့အတွက်ဟန်စုဟာသူ့ဆရာစုတူးတို့ရောက်လာရင်လွဲသွားမှာဆိုတဲ့အတွက်ကြောင့်ဘုံနေရာကနေထွက်လာပြီးဘေးနားမှာတွေ့တဲ့ဂတ်ဆိုးတစ်ခုကိုကင်ကကားရှိကိုထွက်ပြီးတော့ရက်နေပါတော့တယ်။ကြံချမ်းကလည်းကားနဲ့ဝင်တိုက်ဖို့အချိန်ပြင်းပြင်းနဲ့မောင်းလာပြီးဟန်စုကိုမတိုက်မိခင်ချိန်လေးမှာစုတူးရဲ့ကားကရောက်လာပြီးတော့ကြံချမ်းရဲ့ကားကိုတိုက်ချပစ်လိုက်ပါတော့တယ်။အဲဒီမှာကြံချမ်းကကားထဲကနေထွက်လာပြီးဟန်စုကိုထိုးကျိတ်တော့တာပါ ်ဇူလူရဲ့ကားတကားကညံ့နေတော့လူကလည်းထွက်လို့မရနိုင်ပဲဖြစ်နေခဲ့ရပါလိမ့်အတင်းရုံထွက်ပြီးကားပြင်ကိုရောက်လာတော့ဂျန်ချန်းရဲ့တပည့်ရန်သေးကလည်းထွက်လာပြီးဇူဒူးကိုဝင်လုံးပါတော့လိမ့်အဲဒီချိန်မှာဂျန်ချန်းကပြေးဖို့အချိန်ရသွားလို့အ мян ထွက်ပြေးသွားပါလိမ့်ဇူဒူးရဲ့အဖွဲတွေကလည်းကားရင်းနဲ့ရောက်လာပြီးရန်သေးကိုဖမ်းထားလိုက်တာပါဇူရူကဂျန်ချန်းနောက်ကိုချက်ချင်းပဲလိုက်ပါတော့လေဂျန်ချန်းကပြေးနေဆိုင်ဆိုင်ထဲကိုဝင်လိုက်တော့ဇူရူတို့စားနေကြဝါဝုံးဆိုတဲ့ကောင်လေးရဲ့ဆိုင်ဖြစ်နေပါလေ တောင်လေးကသူ့အဖိုးဖြစ်သူနဲ့စိုင်သိမ့်နေကြပြီးဝင်လာတဲ့သူကိုလည်းကြောက်ကြောက်နဲ့ကြည့်နေခဲ့ပါလေအဖိုးကြီးဖြစ်သူကဝါဝုန်းကို အခန်းထဲမှာတွားနေခိုင်းလိုက်တာပါဝါဝုန်းကလည်းခွင်းရတော့မှဇူလူးစီကိုဖုန်းဆက်လိုက်တော့ဇူလူးရဲ့ဖုန်းကလည်းမစ္စတာဝမ်နဲ့စကားပြောနေရာကြောင့်ဖုန်းကမအားဘူးဖြစ်နေပါလေကြံချမ်းကလည်းရေတစ်ခွက်ကိုတောင်းတောက်လိုက်ပြီးတော့သူ့ဖုန်းကဆက်မရတော့လို့သူတို့ဆိုင်ကကြိုးဖုန်းနဲ့မစ္စတာကွက်စီကိုဆက်ပြီးကွန်ကိုတက်လိုက်ပြီးလို့ပြောကရရစရာရှိတဲ့ပတ်စံကိုတောင်းပါလေ။ ဒီချိန်တော့သူဆက်တဲ့ဖုန်းသားပါသူတပည့်ရန်သေးတို့စက်ကြီးကောက်ချိန်ကဝောင်းခိုးရိုက်ထားတဲ့ဓာတ်ပုံတွေချထားတာကို တွေ့သွားခဲ့တာပါပဲဒါကပဲဝောင်းနဲ့ဖိုးကြီးတို့ရဲ့ကံဆုံးမှုတစ်ခုဖြစ်သွားပါတော့လေသူတို့ကလည်းဂျန်ချန်းကိုလိုက်ရှာရင်းနဲ့ဝောင်းတို့ရဲ့ဆိုင်ကမှန်တကားလေးကွဲနေတာကိုတွေ့လို့ရိတ်မိသွားခဲ့ပြီးအထက်ကိုဝင်ကြည့်လိုက်တော့နောက်ကျသွားခဲ့ရပါပြီအဲဒီမှာပဲလူနာတင်ကအမြန်ခေါ်ပြီးကံကောင်းရင်တော့အသက်မီပါပါဆိုပြီးတော့ဝောင်းကိုစေးုံပို့လိုက်ပါလေ ကြံချလဲတက္ဆီတစ်စီးငှားပြီးတော့မစ္စတာကွတ်ချင်းတဲ့နေရာကိုသွားနေရင်းနဲ့လမ်းမှာရဲကားမြင်းကိုသူ့အတွက်လဲရင်ထိတ်နေရတဲ့အချိန်ဖြစ်နေပါပြီမစ္စတာကွတ်ကတော့မစ္စတာဝမ်ကသူ့လူတွေကိုသွားဖမ်းခိုင်းလိုက်လို့ဖမ်းပြီးတော့ကြံချမ်းနဲ့တွေ့ရမယ့်နေရာကိုမေးပြီးတော့လွှတ်လိုက်ပါလိဝမ်ကလည်းကိုယ်တိုင်သွားမလို့တော့ပဲစူတူးကိုပဲသတင်းပေးလိုက်တော့တာပါကြံချမ်းကမစ္စတာကွတ်နဲ့တွေ့ပြီးသူ့ရဲ့ကြေးစားကပတ်စံကိုချက်လက်မှတ်နဲ့သာရလာခဲ့ပါလိတရုတ်ငွေသားနဲ့မပေးလို့ဆိုပြီးမစ္စတာကွတ်ကိုတတ်မယ်လုပ်နေပါသေးတယ် မစ္စတာကွက်ကလည်းအဲ့ဒါနေလဲဘယ်နေရာမှာတုံးတုံးရပါလေလို့ပြောလိုက်လို့လှုပ်ပေးခဲ့လိုက်ပါလေကြံချမ်းအနည်းဆုံးကုံတိုင်းတစ်ခုကအိမ်သာခန်းထဲဝင်ပြီးတော့အဝိစားလဲကပြန်ထွက်လာတဲ့ခါမှာတော့ဇူဒူးကအသိမဲ့စောင့်နေပါတော့လေအဲ့ဒီမှာပဲရှင်သေးနဲ့ဆင်လေပြင်းမှာတွေ့ပြီလို့ဆိုရမှာပေါ့ဗျာသူတပြန်ကိုတပြန်လက်ရည်ကတိတ်မကွာလာဘူးဆိုပေမဲ့လေအမြဲတမ်းအသက်အန္တရာယ်ကျိုးတန်းပေါ်မှာလမ်းလျှောက်ခဲ့ရလို့အတွေ့အကြုံတွေချင်းကြံ့နေပြီဖြစ်တဲ့စံပြရဲစုံတော့နေရင်းကြီးစုဒူးကိုတော့ကြံချမ်းဟာမလွန်ဆန်နိုင်ခဲ့ပါဘူး နောက်ဆုံးတော့လေစူတူးရဲ့လက်အောက်မှာပဲမလူးတာမလွန့်တာနဲ့အဖမ်းခံလိုက်ရပါတော့တယ်။နောက်ရမှာတော့စူတူးတို့ရဲဌာနရဲ့ခေါင်းဆောင်ဂျီဝမ်ဟာရဲမှူးကြီးစီကဖုန်းဝင်လာတော့မျက်နာပွင့်လန်းစွာနဲ့ပဲနဂနကိုင်းကခေါင်းဆောင်အပါအဖွဲ့ဝင်အကုန်လုံးကိုဖမ်းမိပါပြီဆိုပြီးတင်ပြလိုက်ပါတော့တယ်။စူတူးကလည်းသူတပည့်ရင်ကောင်လေးတွေဖြစ်ကြတဲ့ဟန်စုဒုံကျုံးနဲ့ဗျောင်စစ်တို့ကိုဥဆောင် ခေါ်သွားကစားပွဲတောက်ပွဲနဲ့လိုက်ပြီးတော့ပြုစုပေးဖို့စိုင်နဲ့အဝင်ပါပဲ။

ဆိုတော့ဇလန်လေးကတော့ဒီမာရီမဲပြီးဆုံးသွားပါပြီခင်ဗျဒီစကားလေးကတော့ fighter တို့ရဲ့အသေးဆွဲမင်းသားကြီးမာရုံဆော့ရဲ့ the outlaws number 1ဖြစ်ပြီးနောက်ထပ်နံပါတ်2အနေနဲ့လည်းထပ်မံပြီးတော့ထွက်ရှိပြီးသွားပြီဖြစ်တဲ့အတွက်ပရိသတ်များကကြည့်ရှုခြင်းနဲ့ဆိုတော့ကျွန်တော်တို့ recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲစောင့်မျှော်ပေးကြပါဦးဆိုတော့ကျွန်တော်ကိုယ်တိုင်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ